ခွန်အား YouTube Channel မှာပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စာဖတ်သူရောင်နေကမုံပဲဖြစ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာလေတွန်းသားစောချစ်ရဲ့ညောင်မင်းတစေဝေလေးလေးဆိုတဲ့ဝတ္ထုကို အပိုင်းနဲ့အနေနဲ့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားစင်ခံစားပေးကြပါအောင်ခင်ဗျာညောင်မင်းတစေဝေလေးလေး အပိုင်းနှစ်ကျွန်တော်ကိုရန်အောင်ဆယ်တန်းတက်တဲ့နှစ်မှာပဲအမေကျမ်းမာကြီးကချူချာလာတယ်တတလုံးပင်ပင်ပန်းပန်းလုတ်ခဲရတဲ့အမေအာဟာရလည်းချိုးတော့ပန်းနာရင်ကျက်ယောဂဖီစည်းနှိမ့်ဆက်လာပြီချောင်းဆိုးလုံးလိုညာတိုင်းအိမ်မရအမြဲတမ်းမောနေလို့အပင်မန်းလည်းမခံနိုင်တော့ဘူးအားပြက်နေပြီဖြစ်လို့အလုကကောင်းကောင်းမလုံနိုင်တဲ့အမေကိုမိနွယ်အမေနဲ့မိကျွယ်ကညှူဆူကြပြီ အမေကိုအလုံးလို့ဖို့ အလားမခိုင်းတော့ဘူးအမေကိုတနာလို့ကျွန်တော်အကြောင်းထွက်လိုက်ပါတယ်ကျောင်းကဆရာဆရာမတွေအားလုံးစိတ်မကောင်းဖြစ်ကြတယ်ကျောင်းဆက်တရင်တေချာပေါက်၁၀တန်းအောင်မှဖြစ်ကြောင်းပြောပြီးတော့နှမျောနေကြပါတယ်ဒါပေမဲ့ကျွန်တော်တကူကောင်မဆန်ကျင်တော့ပါဘူးမကျမ်းပါတဲ့အမေကိုကိုရောစိတ်ပါအနာရအောင်တပြန်တလဲလှုပ်ကျွေးကျင်ပါတယ်မိနေရောအိမ်မှာပဲကျွဲတွေနွားတွေကိုအခါစားနဲ့ထိန်းချောင်းပေးရတယ်နွားတွေကများတော့ ထင်းရကြောင်းရနွားစာရိတ်ရနွားစာဆင်းရနွားစာကျွေးရတာမလွယ်ပါဘူးဒီကြားထဲလိုရင်လိုသလိုပြောတယ်ပြောချပဲရိတ်စတာတွေလုပ်ပေးရသေးတယ်ဦးအောင်သာကတော့ခိုင်းသမျှလောအားကပေးပါတယ်ဒါလေးရဲ့ပင်ပန်းလိုက်တာကျွန်တော်ကိုကြည့်ပြီးအမေကစိတ်မကောင်းဖြစ်တယ်ငါသားရဲ့အမေနေကောင်းရင်ကြောင်းပြန်တက်ရမယ်ငါသားရုပ်ရည်လေးနဲ့စင်စင်ရဲရဲလုံနေရတာ အမေမကြည့်ရဘူးဒါပေမဲ့အမေကျမ်းမကြီးကပြန်ကောင်းမလာပါဘူးတရက်ထက်တရက်ပိုဆိုးလာပါတယ်စီကောင်းမကောင်းလဲမကူနိုင်တော့အမေကွယ်လွန်ခဲ့ရပါတယ်အမေဆုံးတော့အားငယ်လိုက်တာကျွန်တော်ဘဝမှာ တွေ့တာစရာအဖေလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဘူးလောကအလယ်မှာတယောက်တည်းအထီးကျန်ပါပဲစောက်တရားမရအောင် ခံစားရလို့ကျွန်တော်ဝမ်းနဲ့ပနဲ့ငိုကြွေးမိပါတယ် အားမငယ်ပါနဲ့ငကြော်ရငါတို့ရှိပါသေးတယ်မိနယ်ကကျွန်တော်ကိုအားပေးတယ်သူ့မျက်လုံးမှာမျက်ရည်တွေနဲ့ဒီတခါတော့မိကျွယ်လိုက်မလာလို့တားမြင်နှောက်ရက်မလုံနိုင်တော့ပါဘူးမိနယ်ကအိမ်ကိုနေတိုင်းသူ့အဖေနဲ့အတူလိုက်လာပြီးအားပေးပါတယ်အမေစာပနာကိုလည်းအဖေတို့ကလိုပဲဥအောင်သားကတာဝန်ယူဆောင်ရွက်ပေးပါတယ်ဥအောင်သားနဲ့မိနယ်ကိုသိကျေးဇူးတင်ပါတယ်ဥအောင်သားကျွန်တော်ရဲ့ကျေးဇူးရှင်ပါပဲ။ မိနွယ်ကကျွန်တော်အတွက်အားပြက်ချိန်မှာအားတက်စေတဲ့တငယ်ချင်းကောင်းအမေမရှိတဲ့နောက်မှာတော့မိနွယ်ရောအိမ်မှာပဲကျွန်တော်စီးရင်ကဝင်လုပ်ပါတယ်ဦးအောင်သားနဲ့မိနွယ်ကိုကျေးဇူးတင်လို့သူတို့ကျေးဇူးဆက်ခြင်းလို့မိနွယ်နဲ့လည်းနီးနီးနားနားနေခြင်းလို့ပေါ့သူတို့အိမ်ကစီးရင်ကဆိုပေမဲ့တနေ့လုံးသူတို့အိမ်က ခိုင်းတဲ့အလုပ်တွေကိုအကုန်လုပ်ရပါတယ်အလုပ်ကတော့မတက်တာပါဘူးကျွဲတွေနွားတွေကလည်းများလေတွေကလည်းများတဲ့တောင်သူကြီးဆိုတော့ အလုတ်ကလည်းများပါတယ်။နားရတယ်လို့မရှိပါဘူး။အဲ့ဒီမှာကိုချစ်တီးနဲ့ကျွန်တော်အလုတ်အတူတွဲလုံရင်းပဲရင်းနှီးကြရတယ်။ဦးအောင်သားရဲ့လက်ကူလီစီရင်ကကိုချစ်တီးဆိုတဲ့အတိုင်းအသားမဲမဲရုပ်ဆူဆူတုတ်တုတ်ခိုင်ခိုင်နဲ့ပင်ပင်ပန်းပန်းအလုတ်ကျန်းတွေကိုလုံနိုင်တယ်။အသက်ကကျွန်တော်တက်18နှစ်လောက်ကြီးတယ်။စိတ်သဘောထားကောင်းတယ်။ကျွန်တော်ကိုလည်းခင်ခင်မင်မင်နဲ့ညှတာပါတယ်။ဟဲ့ကောင်မကျော်အဲ့ဒီပြိုးစည်းတွေမထမ်းနဲ့ အလေးကြီးပဲထားခဲ့ငါထမ်းမယ်မင်းကငငယ်နုနုလေးခါညွတ်သွားလို့အရက်မထွက်ပဲဖြစ်နေအောင်မယ်တရင်သွားယူဟိုဘက်လေရေသွားဖောက်ရကိုချစ်ဒီကပင်မန်းနာမန်သမျှသူလုပ်တယ်ကျွန်တော်ကိုတက်တာတာပဲခိုင်းတယ်ငကြော်ရေးကောက်လိုင်းတဲ့ရင်အသေးချာကြည့်နော်ကောက်လိုင်းအောင်မှာဝင်ဝင်ခွနေတတ်တယ်ကွာလိုအပ်တာတွေကိုတတိပေးတယ်မသိတာရှိတယ်ကိုပြောပြတယ် မတက်တာတွေကိုလည်းတင်ပေးတယ်။ကျေးဇူးတင်တယ်ဗျာကိုချစ်သည်။ခမ ्या ကစိတ်ကောင်းသိရှိခဲ့။ကျွန်တော်ကြီးမွန်းတော့စင်းငုံတက်တဲ့ကိုချစ်သည်ကသရေကိုပြခနဲ့ထွေးထုတ်လိုက်တယ်။သူသရေကစင်းငုံထားတော့တညပြေ။သူသွားတွေကလည်းစေးချစ်တက်ပြီးမဲလို့ကိုချစ်သည်နဲ့ကျွန်တော်ဥအောင်သားနဲ့ဒေါ်သိန်းထိုက်တို့ကို မကြောက်ရပါဘူး။မိနွယ်အမမိကျွယ်ကိုပဲကြောက်နေရတယ်။သူက 18နှစ်အရွယ်အပြိုဖြစ်နေပြီအသားညိုပေမဲ့ရုပ်ကမစိုးပါဘူးဒါပေမဲ့ဒေါသကြီးခက်ထန်တဲ့မာမာနာကြောင့်သူ့မျက်နှာဟာတင်းမာပြီးအယုတ်ဆိုးသလိုဖြစ်နေတယ်စိတ်ကောင်းပြီးပြေပြေလျှော့လျှော့ပြုံးပြုံးရွှင်ရွှင်ဆိုရင်ချစ်ခင်စရာမျက်နှာဖြစ်နေမှာပါ အခုတော့မိကျွယ်ကသူ့မိဘချမ်းသာတာနဲ့မာနာတွေတက်တယ်ဘယ်သူမှသူ့နဲ့တန်းနေမထင်ဘူးရွာလေပိုင်းကကိုထွန်းဆောင်က သူ့ကိုရီးစားစာပေးတယ်အော်လိုက်ပြောလိုက်ဆဲလိုက်ဆူလိုက်တာ ရွာကျော်ရက်ကျော်ပဲတကယ်ဆို အပြိုနဲ့လူပြောပါပဲဦးထွန်းဆောင်ဆိုတော့ကလည်းတကယ်ဆိုအပြိုနဲ့လူပြောပါပဲကိုထွန်းဆောင်တို့ကလည်းမြေပိုင်ရပိုင်ရှိပဲစီးပွားရေးကမစိုးလာပါဘူးဒါပေမဲ့သူတို့လောက်တော့မချမ်းသာဘူးပေါ့နေနဲ့ငါနဲ့တူသလားတန်သလားအကောင်ကစိတ်ကူးရင်လို့ဟင်း နင်းလိုကောင်စားမျိုးစိတ်တော်မကူဘူးနောက်တစ်ခါလာပေးကြည့်ပါကျိုးသွားမယ်ငါ့မြန်ဘလို့အတန်းစားမှတ်နေလဲနင်းလိုဟာမျိုးငါကျတော့မှကတဲ့ဖုံလောက်တောင်တန်ဖိုးမရှိဘူးကိုထွန်းဆောင်အိမ်ရှိသွားပြီးခါထောက်ရန်တွေးလိုက်တာလူတွေကဝိုင်းကြည့်လို့ကိုထွန်းဆောင်ရှက်တာနဲ့အိမ်ထဲရတာမထွက်ရဲဘူးမိကျွယ်မျက်လုံးတွေကမီးတောက်တော်မလို့ပဲမျက်နာကတော့ဒေါသကြောင့်ကြောက်စရာဖြစ်နေတယ်အပြိုရွယ်တယောက်ရဲ့အလှတွေအားလုံး မာနဒေါသဆိုတဲ့ပူလောင်မှုအောက်မှာပျောက်ကုန်ကြပြီပေါ့။နောက်ဆိုရင် သူကဘယ်သူမှစိတ်မကူရတော့ဘူး။ဝေးဝေးကပဲရှောင်ကြတယ်။ကိုချစ်သည်နဲ့ကျွန်တော်ကတော့ရှောင်လို့မရဘူးလေ။သူ့အချုံမှုအောက်မှာပဲဥကောင်သားကသားမရှိတော့တမီအကြီးမိကျွဲကပဲသားတယောက်လိုလေရာလုပ်ငန်းတွေမှာဦးစီးနေရတယ်။ခိုင်းလိုက်တာကလည်းတောင်းကိုစိတ်နေတာပဲ။သူ့လက်သုံးစကားကအလုသမားဆိုတာ အနားမရအောင်ခိုင်းနိုင်မှတော်ကကြတယ်တဲ့ကျွန်တော်ကသူ့ထံငယ်တော့ငေါ့ရင်ဆူရင်နားတော်လို့ကောင်းသေးတယ်ကိုချစ်ဒီကသူ့ထံအသက်၈နှစ်ကြီးတယ်ဒီနေ့မနက်ပိုင်းထဲလိုက်ပြီးတော့ပြင်းမန်းတာနဲ့လူလဲနာနွားတွေလဲနာနေရာလဲပူလွန်းလို့လေတော်ထဲမှာနားရင်နှစ်ယောက်လုံးအိပ်ပျော်သွားကြတယ်အဲ့အချိန်မိကျော်ရရောက်လာပြီဟင်မသားတွေသေးနေကြတာအခုချက်ချင်းထဆန် နေတော့ကစဘာတော့အစိတ်ယူပြီးအိတ်နေလိုက်ကြတာကိုချစ်တီးကလည်းအသက်ကြီးပြီးအချိန်မစီးဘူးဒီကောင်လေးနဲ့ပေါင်းပြီးမှပျက်စီးတော့မယ်ဟိုမှနွားရီကနေပူတဲ့သွားချင်ရသွားပြီးစားချင်ရစားနေကြတာကိုချစ်တီးအခုမြန်သွားစမ်းနွားရီနေရက်ထဲချီထားလိုက်အေးအေးကိုချစ်တီးကခက်မြန်မြန်ထွက်သွားတယ်။ဟုတ်ကောင်ကကြော်။ထွန်းဝေထားတဲ့လေထဲကမြက်ဖက်တွေတပင်းမှမကျင်အောင်ကောက် နားပူတာကအမြန်လွတ်အောင် နေပူပူနဲ့ရေပူပူတဲ့ကျွန်တော်အမြန်ဆင်းလိုက်ရပါတယ်။စည်ရင်ကားဘဝလောက်ရတာပြင်ပန်းပေမဲ့စားရတာမလည်းမကောင်း။နေစဉ်ပဲပြုတ်မယုတ်သေးတော့ချင်မောင်ဟင်းသူတို့စားတဲ့ဟင်းကတော့ကောင်းပါတယ်။မိနွယ်ကတော့စည်ရင်ကောင်းတယ်။မိကျော်လေးရင်ဟင်းကောင်းလေးတွေလာထည့်ပေးတတ်ပါတယ်။ရော့ငကြော့အမမလာခင်မမြန်စားလိုက်။ကြက်သားတို့တုံးထည့်ပေးတယ်။ ကျွန်တော်ကတယောက်တည်းမြေမချလို့ကိုချစ်သည်ကိုခွဲပေးရင်ကိုဘသာစားစမ်းမှာမိနေရမင်းကိုမေတ္တာစေတနာနဲ့ပေးတာကိုချစ်သည်နော်ကိုချစ်သည်ကိုလည်းစေတနာနဲ့ပေးတာပါပဲဟုတ်ပါတယ်ငါ့ကိုစေတနာနဲ့ပေးတာပါငကြောကိုတော့စေတနာတင်မကဘူးမေတ္တာလည်းပါတယ်လို့ပြောတာပါကိုချစ်သည်မျက်နှာကြီးကပြုံးဖြည်းဖြည်းနဲ့ကိုချစ်သည်နော်တော်ပြီနောက်ဆိုဘသူမှမပေးတော့ဘူး မိနွယ်နှကန်းလေးစူသွားပုံကချစ်စရာအဲ့ဒီလိုတော့မလုပ်ပါနဲ့ဟာငါ့ကိုမပေးချင်နေပါငကြောကိုတော့ပေးလိုက်ပါကိုချစ်ဒီကစနေသေးတယ်မိနွယ်ရေဘယ်မှလဲဟိမိကျွယ်အတန်းကျွန်တော်တို့၃ယောက်လုံးအထိတ်လန့်ဖြစ်သွားတယ်အရှိတယ်အမဒီမှာပကန်းလေးစေးနေတာမစေးနဲ့ထားခဲ့ခင်ပြစေးလိုက်မယ်မိကျွယ်အတန်းပါတယ် ကျွန်တော်တို့နားမှာမိနွယ်ကိုမရှိစေချင်ဘူး။မိနွယ်ခက်မြန်မြန်နဲ့ထွက်သွားတယ်။ကျွန်တော်တို့နှစ်ယောက်တည်းစက်သားတို့တရုံးစီကိုအမြန်ဆုံးထမင်းနဲ့ရောပြီးမျိုးချလိုက်ရတယ်။ဘာရသာရှိမှန်းတော့မသိလိုက်ပါဘူး။လေပင်ထဲမှာတက်လို့ကိုချီဒီကတော့သူ့ကိုယ်သူအာဟာရပြည့်အောင်စားတတ်ပါတယ်။လေတော့မှနေရတဲ့အခါပြောင်းမှုကိုချိုးစားတာပါပဲ။ကျွန်တော်ကိုလည်းကြွေးပါတယ်။ပြောင်းမှုနုနုလေးတွေအစိမ့်ဆိုင်းရင် ချိုးစိမ့်တဲ့အရာသာရှိတာကို ိုချစ်တီးကျွေးလို့သိရတာပါ။ကလပဲအသီးလေးတွေရှင်းလာရင် အပင်လိုက်နှုတ်ပြီးမိမြိုက်စားရတယ်။ပြီးရင် ပြပါမကျင်အောင်ဖျောက်ဖျက်ရတယ်။မကျွေတွေ့သွားလို့ရတော့ရားစရာမရှိအောင်အဆိုးပြောခံရမှာ။ဒီနေ့မှာတော့ကိုချစ်တီးကငှပြောတခိုင်ခုတ်ပြီးတော့ကောက်ရိုးပုံနဲ့အုပ်ထားရာကမှဲ့နေတဲ့တပီးကိုတဲတဲယူလာတယ်။လာငကြောမပြောသေးစားရအောင်။အာမကျွေတွေ့သွားလို့အပြောခံနေရပါဦးမယ်ဗျာ။ မင်းကလည်းကြောက်တက်လိုက်တာမလာပါဘူးစားသမ်းပါကွာကိုချစ်ဒီကသူ့လဲဖြုတ်စားပြီးကျွန်တော်ကိုလည်းကြွေတယ်ကျွန်တော်လည်းဗိုက်စားနေတာနဲ့တလုံးဖြုတ်စားတယ်ဖြီးချင်းကပြောဒီကချိုးလိုက်တာနှစ်ယောက်သားစားလို့ငပြောပြီးတဖြီးလောက်ကိုချစ်ဒီကသူ့လဲဖြုတ်စားပြီးကျွန်တော်ကိုလည်းကြွေတယ် ကျွန်တော်လည်းဗိုက်စာနေရနဲ့တလုံးဖြုတ်စားတယ်။ဖီဇန်ကပြောသည်ကချိုးလိုက်တာ။မယောက်သားစားလို့မပြောပြီးတော့လောက်ကုန်တော့။မကြွယ်တဲဘဝမှာဘွားကနေရောက်ချလာတယ်။ဟင်နင်တို့ငါပြောသေးတယ်ခုတ်ခုတ်ပြီးဥစ္စာနေကြတာမို့လား။အမှန်ပြောစမ်း။ကျွန်တော်စားလက်စားမျိုးတောင်မချနိုင်ခဲ့ပါဘူး။ခိုးထုတ်ခိုးတယ်နဲ့မိနေတော့ဘာပြောရမှန်းလည်းမသိဘူး။ကိုချစ်တီကတော့ခက်တီတီပဲ။ မဟုတ်ပါဘူးဟာဟိုဘက်ကဥစေတော်ငပြောပင်ခုတုံးကကူခုတ်ပေးလို့စားဖို့ငပြောသည်တပီပေးတာကိုအုပ်စားတာပါမယုံဘူးငါအခင်းနဲ့တွားကြည့်မယ်ငါငပြောကင်တယ်ငါမက်မိတယ်တွေးလို့ကတော့မလွယ်ဘူးမှတ်မက်ကျွဲကငပြောကင်းနဲ့တွားကြည့်တယ်ဘယ်လိုလုပ်မလဲကျွန်တော်စိုးရိမ်စိမ့်နဲ့ကိုချစ်တီကိုမေးတယ်သူမသိပါဘူးကွာအတွန်းဘက်ကသူမမြင်တဲ့ရပုံတီကိုငါခုတ်တာပါမစိုးရိမ်ပါနဲ့ ရှောက်ကြည့်ရင်ခုတ်ထားတဲ့အခိုင်နေရာသူတွေ့မှာပေါ့စိတ်ချတယ်မှာကွာသူအเจ้าငါသိလို့အပင်မှာခြေရင်းကနေတူးထုတ်ပြီးဖြောက်ဖြက်ပြီးသားပါဆက်စားတယ်မှာကိုချီဒီဟမ်းမပြတ်ဆက်စားနေပြီမဲ့ကျွန်တော်စားခြင်းစိတ်မရှိတော့ပါဘူးခဏနေတော့မကြွယ်ပြန်ရောက်လာတယ်ဘာမှတွေ့ခဲ့ပုံမရပါဘူးနင်တို့ဘယ်နေရဦးဆယ်အခင်ကိုကုခုတ်ပေးတာလဲပြဿနာကမပြီးသေးဘူးဆက်ပြီးစစ်စေးဝင်နေတယ် ပြဒနာကမပြီးသေးဘူးဆက်ပြီးစစ်စီရေးဝင်နေသေးတယ်လွန်ခဲ့တဲ့လေးရက်ကပါဟာငကြောမပါပါဘူးငါတယောက်တည်းပါညနေပိုင်းသူတို့သားဖာနှစ်ယောက်တည်းလာခုတ်လို့ငပြောကန်ကိုမနိုင်မနေဖြစ်နေရတယ်ကုခုတ်ပေးလိုက်တာပါအဲ့ဒီနေ့ကတကယ်ပဲကိုချစ်တီသွားကူခဲ့ပါတယ်ဟုတ်လားငကြောမကြွယ်ကကျွန်တော်ကိုလှမ်းမိတယ်ဟုတ်ပါတယ်နေရောပါလားမပါပါဘူးတဲထဲမှာအိပ်ပျော်သွားလို့ပါ ကျွန်တော်ကအမှန်အတိုင်းပြောလိုက်တာဖြစ်ပါတယ်ဟွန်းတဲ့ကောင်းပါလားတယောက်ကသူများငပြောကန်တွားခုတ်ပေးလို့တယောက်ကတဲတဲမိုင်အိပ်ပျော်လို့နေတော့ငါတို့ကအလကားခိုင်းနိုင်မဟုတ်ဘူးဟဲ့တန်ရာတန်ကြီးပြေးခိုင်းတာပြေးတဲ့လူရဲ့အလုတော့မလုတ်ဖဲနဲ့သူများအလုတော့ငပြောတဖိနဲ့ကျွန်သွားခံတယ်နေရလဲနင်းကိုအိပ်ဖို့အခါကြီးပြေးထားတာမဟုတ်ဘူးဟဲ့လူတွေကဖြင့်အံ့ဩစရာဒါကြောင့်မို့လူကြီးတွေကပြောတာအလုသမားကိုအဖို့ခပေးခိုင်းတာ အနားမရအောင်ခါနိုင်မှတော့ခါကြရတဲ့နင်တို့နှစ်ယောက်လုံးမှတ်ထားနင်တို့ကိုတနစ်စာစဘာ25တောင်းပေးထားတာနောက်တစ်ခါဒါမျိုးလုံးလုံးကတော့နင်တို့ကိုပေးထားတဲ့စဘာကိုဖျက်မယ်ပေးစမ်းကျန်တဲ့ငပြောသည်မကျွေကတဝက်ကျန်တဲ့ငပြောသည်ကိုဆွဲယူလိုက်တယ်ဒါငါတို့အလုတ်ချိန်တွေကသွားလို့လို့ရတဲ့ငပြောသည်ငါသိနေမင်းစားကျင်ရင်လဲစားကျင်တယ်ပြောပြီးယူသွားပေါ့ဟာ စူလိုက်ပြောလိုက်တာနားကိုပူရောကိုချစ်တီကပြန်ပြောတယ်ဟင်ကိုချစ်တီဘာပြောတယ်ဟင်တော်ရိုးကြံတယ်ငါပြောသည်ဘယ်တော့မှမစားဘူးမတ်ဗစက်တနာရယ်အမလေးတော်လူတွေကတန်ရတန်ရမပြောဘူးစားမလို့မဟုတ်ဘူးဟေ့ဒီမှာကြည့်ဖနှောင်းနဲ့ပေါက်မလို့မိကျွဲကနှပြောသည်တွေကိုတဲရှိချပြီးအာလုံးဖနှောင်းနဲ့ပေါက်ပြလိုက်တယ်ဟင် နေလို့စားတယ်ငါပြောသည်ဖနှောင်းနဲ့ပေါက်တာလားငါဖနှောင်းတနာတယ်မိကျွဲဒေါသရကြီးပြောပြီးပြန်ထွက်သွားတယ်ဟိုးအဝေးကြီးကိုရောက်သွားပြီဖြစ်တဲ့မကျွဲရဲ့ကြောပြင်ကိုလှမ်းကြည့်ပြီးကျွန်တော်စိတ်ပြတ်သွားမိပါတယ်ဟွန်းမာနာကြီးလိုက်တဲ့မိန်းမငွေကုန်မောက်ပြီးအလုပ်သမားကိုလည်းနှိမ်ချင်လိုက်တာကိုချစ်ဒီမကြည်မနဲ့ဖြစ်ကြံခဲ့ပါတယ်တဲရှိမှာတော့ငါပြောသေးတယ်ဘိုက်ပေါက်ဖွင့်နေတဲ့မြင်ကွင်းကပုံပြတ်ပန်းပြဲ နေ့တနေ့ပေါ့ဘယ်တော့မှမမေ့နိုင်တဲ့နေ့အဲ့ဒီနေ့ကငားရက်တခါတစ်ခေါက်စေးနေမိကျွယ်စေးကိုကွင်းရရောင်းရတယ်ဒီလောက်ကမလွဲမသေးသူ့သွားမှာဖြစ်တာမိနွယ်မလောက်တတ်ဘူးမနက်9နာရီလောက်ထားပြီးဈေးကိုလှဲနေသွားရတယ်ကွင်းချင်းနေတင်သွားရတာပေါ့လဲမောင်မိုးဘိုးညွန့်ဆိုတဲ့အဖိုးကြီးကိုခေါ်သွားတယ်ကိုချစ်တီးနဲ့ကျွန်တော်ကိုမခေါ်ဘူးနှံငင်းထဲပေါ့မြေကောအဆိုတဲ့အနေထားအသိဖြစ်နေတော့ထဲရေးအပြတ်မခံဘူး နွားနဲ့ရှင်းထဲရမယ်။စေနာရီလောက်မှာဘုံကြီးเจ้าကစွန်းစားကြီးစီတည်ရင်မိနွယ်နဲ့ခင်ပြေးထမင်းလာပို့ကြမယ်။နေတိုင်းတော့မိကျွယ်ပဲလာတာပါ။မိနွယ်မလာရဘူး။သူမရှိမှမလွဲတာမရှောင်တာမိနွယ်ကိုလွှတ်တာ။ဒါတောင်သူ့လူယုံခင်ပြေးနဲ့မှလာရတာ။ခင်ပြေးကမိကျွယ်အသေးချာမှားထားတော့မိနွယ်အနာအမြဲကပ်နေတာ။မျက်ခြေအပြတ်မခံဘူး။ဘလို့ပဲဖြစ်ဖြစ်ဒီရက်ကိုကျွန်တော်တိတ်မျော်ရတာ။ မင်းရဲ့မျက်နှာလေးကိုအာဘာတရာကြီးကွန်ရတာနဲ့တင်ကျဉ်းနှက်လာပါပြီ။တိတ်ကိုချစ်စရာကောင်းတဲ့မျက်နှာနုနုလှလာလေး။အခွန်ရဲရတာနဲ့စကားပြောခွင့်မရရင် ကြည်နူးလို့မစုံတော့ဘူး။ဘာစကားပြောပြောမင်းရဲ့အတန်လေးကတိတ်တရာတာပဲ။စမ်းရည်စည်းတန်လို့လွန်လွန်လေး။စင်နာရီခွဲမှာဖုန်ကြီးကျောင်းကစွန်စားကြီးစီတန်ကိုကြားရတော့ကျွန်တော်ပြောလိုက်တာ။မင်းရဲ့မျက်နှာလေးမြင်ရတော့မယ်။လာနေကြ လက်ကတဲ့ရိုးလန်းလေးစီကိုကျွန်တော်လှမ်းမြောင်မိပါတယ်။ဟက်ကောင်ကကြောထဲချောင်းနဲ့ကောက်ကုန်မယ်။ရှစ်တက်တဲ့ကြီးမောင်ကမကောက်ပါဘူးဗျာခမရလည်းကိုချစ်ဒီစကားကြောင့်ကျွန်တော်ရှက်သွားတယ်။ထဲချောင်းကောက်တာထက်ငွားချေတော့ထဲသွားထိုးမိရင်စပားအဖြတ်ခံရမှာနော်။မထီးပါဘူးဗျာတိပါတယ်။ကိုချစ်ဒီတတိပေးစကားကြောင့်ရရဲ့တောင်မျောကွင်းမရဘူး။ နောက်တစ်ပတ်ပြန်ခွေမောင်းလာတော့ဟိုဝေးကလက်ကင်းရိုးမှာလာနေကြတဲ့မိနွယ်နဲ့ခင်ပြေးကိုလှမ်းမြင်နေရတယ်။အိုးပြောလိုက်တာရင်းနေကိုခုံလို့လက်ကင်းရိုးလမ်းချင်းလေးမှာရှောက်လန်းလာနေတဲ့မိနွယ်ရဲ့ကိုလုံးလေးကကနွယ်ကလေးရသူကောင်းပေါ်မှာလင်မန်းတစ်ချက်နဲ့ရင်းနှွေးကရအိုးလေးကိုရွက်ထားတယ်။တောသူပီပီကျွမ်းနေလက်တောင်ကန်းကိုင်းစရာမလိုဘူး။ကိုနေဟန်ထားနဲ့ထိမ့်လာတာဆိုတော့ ပိုကြည့်လို့ကောင်းတာပေါ့။ လာလိုက်တာမင်းရယ်ရဲ့ကြည့်လို့ကောင်းလိုက်တာကျွန်တော်ရင်ထဲမှာတင်ပြောလိုက်မိတာပါအဝါနုရောင်အင်ကြီးလေးနဲ့အောက်ဖက်လုံးကြီးကလည်းအင်ကြီးနဲ့လိုက်ဖက်တဲ့အရာဝတ်တက်ဆင်တက်လိုက်တာအရက်ကမနှိမ်လွန်းမမြင်လွန်းကိုလုံးလေးကလည်းမပိန်လွန်းမဝါလွန်းတောသူပြီးပြီးချစ်ချစ်လေးအသားကလည်းမဖြူလွန်းမညိုလွန်းသပင်တွေကလည်းသိတ်ကောင်းနေအပြစ်၆ပါးกินပြီးကောင်းချင်း၅ပြားနဲ့ပြည့်စုံတဲ့မိနွယ် ။တမန်နှလုံးပင်ပင်ပန်းပန်းလှုပ်ထားရသမျှနေမင်းကြီးပူပြင်းသမျှမောပန်းနာတွေအားလုံးမိနှွေကိုမြင်ရတာနဲ့ပြည်ပြောက်သွားပါတယ်။ဟက်ကောင်ကိုယ့်မယ်ကိုချစ်သည့်တတိပေးတာနဲ့ပြုံးမိရသည်။နွားနှကောင်ကိုအလိုက်တင်ကွေ့ပေးရတယ်။မိနှွေတို့ကိုနောက်ကျောခိုင်းသွားလို့မမြင်ရတော့ဘူး။ဟက်ကောင်ကကျော်ဒီနေ့တော့အခွန်ကောင်းကွာ။မိနှွေကိုမင်းဒီလောက်ချစ်နေတာရီစားစကားပြောကွာ။ ။အာကိုချစ်တီးကလည်းခင်ပြီးရတချိန်လုံးသူ့ဘေးကပ်နေတာဘယ်လိုလုပ်ပြီးပြောလို့ရမလဲဗျ။ငါတို့ထမင်းစားပြီးရင်သူ့ကိုကွန်းချန်နယ်ဝင်လိုက်မယ်။ငါတို့ထမင်းစားပြီးရင်သူ့ကိုကွန်းချန်နယ်ဝင်လိုက်မယ်။ပေါင်းရှင်းတာတို့ကွန်းညင်ချီတာတို့လုပ်လိုက်မယ်။မိကျွယ်ခင်ပြည့်ကိုမှားထားမှားထားတာငါကြားတယ်။ အဲ့ဒီအချိန်မှာခင်ပြည့်ကိုငာရခေါ်မယ်။မင်းရဲ့တယောက်တည်းကြံနေရင်မင်းကွန်းကြံနေပြေးပြီတော့ငါတို့ထမင်းစားပြီးရင် သူတို့ကွန်းကြံနဲ့ဝင်လိုက်မယ်။ပေါင်းရှင်သားတို့ကွန်းညင်ချီတာတို့လှုပ်လိုက်မယ်။မိကျဲခင်ပြေကိုမှားထားတာငါကြားတယ်။အဲ့ဒီအချိန်မှာခင်ပြေကိုငါရခေါ်ထုတ်မယ်။မင်းတွေတယောက်လည်းကြံနေရင်မင်းကွန်းကြံနဲ့ပြေးပြီတော့။မင်းချစ်နေတယ်လို့မင်းတွေကလည်းချစ်နေတာငါသိတယ်။ငါလည်းမဟုတ်ဘူးကွာ။မိကျဲလည်းသိပါတယ်။တီလို့သူညမကိုမျက်ချီပြတ်မခံတာ။မင်းနဲ့မနီးအောင်လှုပ်နေတာ။ဒီငါးရက်စေးသူမသွားရင်မဖြစ်လို့သူသွားရတာ။ လောဘကြောင့်ကိုယ့်ရဲ့ရောင်းတာကသူမှဖြစ်တာဈေးပြောရတာရောင်းပြီးတာနဲ့အရင်ကျွေးသိမ်းရတာဈေးကွက်ပြီးမှငွေသိမ်းရတော့တဏှာရီလောက်မှပြီးတာတဏှာရီခွဲလောက်အိမ်ပြန်ရောက်တာပြန်မရောက်ခင်မင်းတွေကအိမ်အရင်ပြန်ရောက်နေရမှာမင်းအချိန်သိမ့်မရဘူးညံ့ညံသာပြောမင်းတို့နှစ်ယောက်ကစိတ်ချင်းချစ်နေကြပါပဲအခုဒီရည်စားမဖြစ်သေးဘူးကွာဒီနေ့တော့ချစ်တို့ရည်စားအဖြစ်ရောက်အောင်ပြောကွာကွင်းညံ့နေဆိုတော့ဘယ်သူမှလည်းမမြင်ရဘူးအချိန်နေကောင်းရင် ဖန်ဖန်ပြန်လိုက်ကွာအာခမရကလည်းအဲ့လိုတော့မလုပ်ချင်ပါဘူးကျွန်တော်ကမင်းရဲ့မျက်နှာလေးကြည့်နေရတယ်ကြည်နူးနေတာဗျအာဒီကောင်မင်းယောက်ျားမဟုတ်ဘူးလားငါပြောတဲ့အတိုင်းလုပ်ကွာမင်းမလုပ်ရင်မင်းကြံခဲ့မှာနော်ဟိုကောင်စဘာပွဲစားစံသိန်းကသူတို့အိမ်ဝင်အထွက်များနေတယ်မိကျွေကမင်းရဲ့ကိုအဲ့ဒီကောင်နဲ့သဘောတူလို့မျက်နှာသာပေးနေတာကိုချစ်ဒီစကားကြောင့်ကျွန်တော်ရင်ထဲတင်းသွားတယ်ဟုတ်တယ် မြို့သားစံသိန်းစပားပွဲစားကိုမိကျွယ်မျက်နှာသာပေးနေတယ်။ဒီကောင်ကိုကြည့်လို့မရဘူး။အဆက်ကြောင့်မရှိမျက်နှာပြောင်းတယ်။ဟိုမှာသူတို့လာပြီကွဆက်မပြောနဲ့တော့။ဒီနေ့တော့မင်းငါပြောတဲ့အတိုင်းလုပ်။မဟုတ်ရင်တော့စံသိန်းလက်ထဲပါသွားလိမ့်မယ်နော်။ဆရာကြီးကိုချစ်သည်ကစကားဖြစ်လိုက်ပါတယ်။ကျွန်တော်တို့ထဲချောင်းကလည်းနောက်ဖက်ကိုပြန်ကွေးပြီးမှမိနယ်ကိုကောင်းကောင်းမြန်မြန်နေရပြီ။လေတကွက်အကျော်မှာရောက်နေပြီ။ တနခါပကွက်ကြားလေးနဲ့မင်းရဲ့မျက်နာလေးကလှလိုက်တာရှင်လိုက်တာအိုးငိုင်းရင်ထဲမှာလှုပ်ရှားလိုက်တာမင်းရဲ့ဒီနေ့ကိုချစ်သည်ပြောသလိုနင့်ကိုရည်စားစကားပြောရမှာလားနင်းနဲ့ငါတကယ်ချစ်သူတွေဖြစ်ကြရမှာလားစံသိမ့်လက်တော့အပါမခံနိုင်ဘူးပြောပြအောင်ပြောရတော့မယ်ရှင်နဲ့မော်လိုက်တာမင်းရဲ့ကျွန်တော်တို့ထဲနေတဲ့ လေကတဲ့ကိုမိနွယ်ရောက်လာပြီ။အိုးနင်းနီကကမြင်ရလေပိုချစ်စရာကောင်းနေပါလားမိနွယ်လေးရဲ့။ကိုချစ်သည်တတိပေးသလိုနွားချေတော့ကိုထဲသွားမထိုးမိအောင်လဲတတိထားရသေးတယ်။မိနွယ်တို့လဲတဲ့ရောက်ပြီး စားသရာတွေပြင်ပြီးတဲ့အချိန်ကိုချစ်သည်ကစက်ထဲနေသေးတယ်။နေရာလဲပြင်းနေပြီမို့နွားတွေလဲမောနေပြီ။ကိုချစ်သည်တို့နားကြတော့လေထမင်းလာစားကြ။ ခင်ပြည့်အတန်ကြာမှကိုချစ်သည်ကထဲထားရပြီးနွားတွေဖြူအရေကောင်းရာနေရာမှာမြတ်စာရင်နားနေနိုင်အောင်ငုံရိုက်လှန်လိုက်ရတယ်ကျွန်တော်လဲကျွန်တော်နွားတွေကိုအရေကောင်းရာပို့ပေးရတဲ့လေကြောင်မြောင်းထဲမှာခြေစည်းလက်စည်းမျက်နှာတစ်တယ်မိနွယ်ရှိမှကျွန်တော်မျက်နှာချွေးတွေနဲ့ဖြစ်မနေခြင်းမူလေကျွန်တော်တဲတဲ့ရောက်တာနဲ့လာမိနွယ်ကွင်းကျင်နဲ့သွားရအောင်အမကြီးကပေါင်းတော့ကွင်းကျင်ချီရမယ်လို့ပြောသွားတယ် ခင်ပြေခေါ်တာနဲ့မင်းတွေထထွားလိုက်တယ်။ညနာလေးတောင်ကောင်းကောင်းမကြည့်လိုက်ရဘူး။စကားတန်လေးတောင် တခွန်းမှမကြားလိုက်ရဘူး။တွေ့ရမဟုတ်လား။ဟင်အဲ့ဒါမိကျွယ်မှားသွားတာ။ငါတို့စားပြီးရင်တို့အလုပ်ပြီးတာနဲ့ပြန်ရမှာ။အဲ့ဒီကောင်မလေးကို ငါရအောင်ခေါ်ထုတ်မယ်တယောက်တည်းကျန်တာနဲ့ကွန်းညာနဲ့ဝင်ပြီးမင်းပြောပြီတော့ခမရဘလို့ခေါ်ထုတ်မှာလဲဟာအဲ့ဒါငါဘာသာငါကြည့်လို့ပါမယ်ကွာမင်းကသာငါပြောတယ်လို့လို့လက်မနေနဲ့ကျွန်တော်ရင်ထဲမှာလှုပ်ရှားနေပါတယ်ကိုချစ်ဒီခိုင်းတယ်လို့လို့ရမှာလားဘယ်အစပြီးလို့ရမှာလဲဘာစကားမှစဉ်းစားလို့အစမပေါ်သေးဘူးခတ်လိုက်တာနော် မိနွေကိုဘလို့ပြောရပါဟုတ်ကဲ့ပါဇလန်းလေးကိုဒီမှာပဲခိတခဏဇနာလိုက်ရပါတယ်နောက်ရက်တွေမှာလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့နားဆင်ခံစားပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့ကြတဲ့ပြည်သူတို့အုပ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ